မင်္ဂလာပါရှင်။ဗမာခေတ်တည်ထင်ဌာနရဲ့ထိတ်တန့်တည်များကိုတင်ဆက်ပေးပါမယ်။ပထမဆုံးအမေဖြစ်သူတော်ဆန်းစုကြည်ကိုလွတ်ပေးရန်စကားပြောခွင့်ပေးရန်နှင့်စေကူတာခွင့်ပေးရန်တာတူအနေဖြင့်တောင်းဆိုနေတော်လဲစေယုစုကမြို့သူများမတုံ့ပြန်ဟုကိုထိန်လင်းပြောတဲ့တည်ရင်ကိုတင်ဆက်ပေးပါမယ်။ အမေပြစ်သူဒေါအောင်ဆန်းစုကြည်ကိုလွတ်ပေးရန်စကားပြောခွင့်ပေးရန်နဲ့စေကူတာခွင့်ပေးရန်တားတူးနေနဲ့တောင်းဆိုနေတော်လဲစေအုပ်စုကမြို့သူများမတုံ့ပြန်ကြောင်းတားဖြစ်သူကိုထိန်လင်းခေါ် Kim Harris ကလူမှုကွန်ရက်မှာတစင်တရင်ထုတ်ပြန်ပြောဆိုပါရယ်ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်တောင်းဆိုမှုများလှုံ့ဆော်နေရတွင်နိုင်ငံရေးသမတူးအနေဖြင့်မဟုတ်ပဲအမေတူးလွတ်မြောက်ရေးအတွက်တားတူးအနေနဲ့နေရာအနက်သွား၍တောင်းဆိုနေခြင်းဖြစ်ကြောင်းသူကပြောပါရယ်ဒီအချိန်မှာကျွန်တော်မေမေရဲ့ကျမ်းမာရေးအတွက်တကယ်ကိုစိုးရိမ်ပူပန်မိပါရယ် ်စစ်တပ်ကမိမိလိုအပ်နေတဲ့ဈေးကူတာမှုတွေကိုပိတ်ပင်ညှင်းပယ်ထားပါတယ်ကျွန်တော်ရိုးရိုးရှင်းရှင်းပဲသူတို့ကိုတောင်းဆိုခဲ့ပါတယ်ကျွန်တော်မိမိနဲ့စကားပြောခွင့်ပေးပါကျွန်တော်ဟာမိမိရဲ့သားတစ်ယောက်ဖြစ်ပါတယ်သားတစ်ယောက်ရဲ့အခွင့်အရေးကိုပေးပါလူကုန်ဒိတ်ခါကိုအနှဲငယ်လေးပေးပါဆိုပြီးတောင်းဆိုခဲ့ပါတယ် ကျွန်တော်ဒီလိုတောင်းဆိုတာကိုသူတို့ဘက်ကဘာမှပြန်မပြောလာပါဘူး။ဒါကြောင့်ကျွန်တော်အခုလိုနေရာအနှံ့သွားပြီးပြောဆိုနေပါတယ်။နိုင်ငံရေးသမားတယောက်အနေနဲ့မဟုတ်ပဲတားတယောက်အနေနဲ့ပြောရတာပါ။မြန်မာနိုင်ငံကဆေးအာဏာရှင်တွေဟာကျွန်တော်မိမိရဲ့အတန်ကိုတင်းတင်းကျပ်ကျပ်ပိတ်ပင်နေပါတယ်။မြန်မာပြည်သူတွေရဲ့အတန်ကိုပိတ်ပင်နေပါတယ်။ဒါပေမဲ့ကျွန်တော်တို့သူတို့အတွက်ပြောပြနိုင်ပါတယ်ဟုကိုထိန်လင်းကဆိုပါတယ်။ အမေဖြစ်သူဒေါ်ဆန်းစုကြည်တဲ့2015ခုနှစ်ရွေးကောက်ပွဲနဲ့2020ရွေးကောက်ပွဲတို့တွင်နှစ်ကြိမ်အနိုင်ရရှိခဲ့ကြောင်းတို့ရတွင်လက်နက်ကင်တာသူများကမြမပြည်သူများ၏မဲပီးဝေးချေထားသောရွေးကောက်ပွဲကိုခိုးယူပြီးမြမပြည်သူများ၏လွတ်လပ်မှုကိုတများတိုက်ခဲ့ကြကြောင်းသူကဆက်ပြောပါသည် မေမေဟာ2015နဲ့2020ခုနှစ်တွင်မှရွေးကောက်ပွဲနှစ်ကြိမ်အနိုင်ရရှိခဲ့ပါတယ်။အဲ့ဒါတွေဟာမြန်မာနိုင်ငံရဲ့စတင်ဖြစ်ပေါ်စားဒီမိုကရေစီရဲ့ပထမဆုံးရွေးကောက်ပွဲတွေဖြစ်ပေမဲ့တကယ်ကိုပဲစစ်မှန်တဲ့ရွေးချယ်မှုတွေဖြစ်ခဲ့ပါတယ်။ပြည်သူတွေဟာလွတ်လပ်မှုနဲ့မဲပေးခဲ့ကြတာမို့ကျွန်တော်မေမေကိုရွေးချယ်ခဲ့ကြပါတယ်။တနက်ကင်ထားတဲ့လူတွေကတော့တမျိုးတွေးခဲ့ကြပြီးသူတို့ရွေးကောက်ပွဲကိုခိုးယူခဲ့ကြတယ်ပြီးတော့ ပြည်သူတွေရဲ့လွတ်လပ်မှုကိုပါဓမြတိုက်ခဲ့တဲ့ဒီလိုမျိုးအဖြစ်အပျက်တွေဟာကမ္ဘာတဝန်းမှာပြိပကများစွာနဲ့ဆင်းရဲဒုက္ခများစွာနဲ့ထက်တလဲလဲဖြစ်နေပါတယ်မိမိရဲ့အကျိုးစီးပွားကိုသာကြည့်ပြီးဒီလပတဲ့ကမ္ဘာကြီးကိုဖျက်ဆီးနေကြတဲ့စိတ်တက်ခြင်းမြောင်သူတွေဖန်တီးတဲ့အချက်တွေကိုမြန်မာပြည်သူတွေကမရဘူးလက်မခံဘူးလို့ပြောနေကြပါတယ်သူတို့ရဲ့လွတ်လပ်မှုကိုအလူခံမှာမဟုတ်ပါဘူးသူတို့ရဲ့လွတ်လပ်မှုအတွက်တိုက်ပွဲဝင်နေကြတဲ့မြန်မာပြည်သူတွေဟာအနိုင်မရမချင်းရက်မှာမဟုတ်ဘူးလို့ကျွန်တော်ပြောပြချင်ပါတယ်ဟုကိုထိန်လင်းကဆက်လက်ပြော ောဆိုပါတယ်။အကျန်းဖက်ဆေးအနာရှင်ကအရက်သားများနဲ့ပြည်သူများပေါ်ဘုံကျဲတက်ဖြတ်မှုများကျွလွန်နေပြီးကမ္ဘာကြီးကလည်းမျက်ကွယ်ပြုနေကြောင်းမြမပြည်သူများကထာဝရကြောက်ရွံ့မှုနဲ့အသက်မရှင်ကြလို့ပဲဆေးအနာရှင် ကိုဆက်လက်ခုခံတိုက်ခိုက်နေကြောင်းကိုထိန်လင်းကပြောဆိုသွားပါတယ်။နိုင်ငံရေးတာဝန်တွေဥညိုစောလွှဲယူဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းရဲ့နိုင်ငံရေးတာဝန်ဒီကိုဝင်းကြီးချုပ်ဦးညိုစောကိုလွှဲပေးလိုက်တယ်လို့စေယုံကလာတဲ့သတင်းတွေအရသိရပါဗျ။နိုင်ငံတော်ဆင်ကော်မတီစေကူးလောက်မှယူထားတဲ့ဥက္ကဋ္ဌနဲ့ဒုဥက္ကဋ္ဌတာဝန်ဒီကိုဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကဦးညိုစောကိုလွှဲပေးလိုက်ရတာလို့မြို့သားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီယုံကသတင်းရင်းမြစ်တို့ကပြောပါဗျ။ ကာကွယ်ဦးစီးချုပ်ကြီးလည်းဖြစ်တဲ့ဒုချုပ်ကိုတော့ဆက်စင်ရေးတာဝန်တစ်ခုတည်းကိုပဲအဓိကအာရုံစိုက်ခိုင်းထားတယ်လို့ BBC ရဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။ဒီတာဝန်အလွဲပြောင်းတွေကြောင့်ရွေးကောက်ပွဲအလွန်မှာဒုတိယဗိုလ်ချုပ်မှုကြီးဆိုဝင်ဘယ်နေရာမှာဆက်ရှိနေမလဲဆိုတဲ့မေးခွန်းတွေထွက်လာပါတယ်။ အခုတော့အဲ့ဒီဥက္ကဋ္ဌရာရူနေရာတွေကိုဥညိုစောကရယူလိုက်ပြီးသူဥဆောင်လို့အစည်းအဝေးတချို့ပါခေါ်ယူကျင်းပနေတာလို့နိုင်ငံပိုင်သတင်းစာတွေထဲမှာလည်းတွေ့ရပါတယ်။ဒါပြင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းဥက္ကဋ္ဌတာဝန်ယူထားတဲ့ဘန်နာဤဆိုင်ရာကော်မရှင်နဲ့အမျိုးသားစီမံကိန်းကော်မရှင်တွေမှာဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းမပါတော့ပါဘူး။သူအရင်ကရှိခဲ့တဲ့ဒုတိယဥက္ကဋ္ဌနေရာကိုဥညိုစောကပဲတာဝန်ဆက်ယူမှဖြစ်ပါတယ်။ဒုချုပ်ထံမှာ ဥညွန်စော်လွှဲယူခဲ့တဲ့တာဝန်များဗန္နာယီဆိုင်ရာကော်မရှင်ဥက္ကဋ္ဌအမျိုးသားစီမံရေးကော်မရှင်တို့ဥက္ကဋ္ဌမြန်မာအထူးစီးပွားရေးဆောင်ဆိုင်ရာဗဟုအဖွဲ့ဥက္ကဋ္ဌတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌလေယာမြေနဲ့အခြားမြေများတင်စီချင်းခံရမှုများပြန်လည်စစ်ဆေးရေးကော်မတီဥက္ကဋ္ဌ National Database စနစ်တည်ဆောက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌဆက်မှုလုပ်ငန်းနှင့်ဆက်မှုဆောင်ဖွံ့ဖြိုးတိုးတက်ရေးဗဟုကော်မတီဥက္ကဋ္ဌဗဟုတကောင်စင်းကော်မရှင်နိုင်ရကကျင်းလက်ဒေသနေပြည်သူများနှင့်တိုင်းဒေသပြည်သူများစာတက်မြောက်ရေးအကောင့်ထယ်ဖို့ရေးဦးစီးကော်မတီဥက္ကဋ္ဌဒီလိုရာထူးတာဝန်တွေအများအပြားလက်လွတ်လိုက်ရပေမဲ့ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကိုနိုင်ငံရေးတာဝန်တွေအားလုံးကနေဖယ်ရှားလိုက်တာတော့မဟုတ်ပါဘူးအပေါ်ကတာဝန်တွေနဲ့ရှင်ရင်အလုံးမများလာတဲ့ဂုံတူးဆောင်ပွဲများဂုံတူးဆောင်တစိမ့်များချင်း အနေရဲ့စစ်စစ်ရေးဖွဲ့နာယကနေရာမှာတော့စတ်ထားထားပါတယ်စစ်ကောင်းဆောင်ဩက္ကဋ္ဌဖြစ်တာဝန်ယူထားတဲ့နေဆက်ဒေတာနဲ့တိုင်းဒေသလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှုအကောင့်ထဲပေါ်၏ဘဟုကော်မတီမှလည်းဒုချုပ်ကိုဒုဩက္ကဋ္ဌနေရာမှာစတ်ထားထားကြောင်းသိရပါတယ် တက်ချုံဒုတက်ချုံနဲ့နှိမ့်နှိုင်းကုတ်ကိမူကြီးရေလိုဟာရွေးကောက်ပွဲမဝင်ကြတဲ့အတွက်ရွေးကောက်ပွဲအလွန်မှာတိုက်ရာလူမှာပဲဆက်ရှိနိုင်တယ်လို့နိုင်ငံရေးရာလူကလည်းမျှော်လင့်နိုင်တဲ့အခြေအနေဖြစ်ပါတယ်။ဒါပေမဲ့ရွေးကောက်ခံကိုယ်စားလှယ်ပဲတင်မြှောက်ခွင့်ရတဲ့ပြည်သူ့လွတ်တော်ဥက္ကဋ္ဌနဲ့အမျိုးသားလွတ်တော်ဥက္ကဋ္ဌနေရာတွေကိုတော့ရမှာမဟုတ်တော့ပါဘူး။ ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်သာတမရလုံရင်စစ်တပ်ကတော့ပတ်စဉ်22စင်ဖြစ်တဲ့ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကိုကြော်ပြီးတခြားဂျူနီယာတဦးကိုတက်ချုပ်ပေးဖို့ခပ်ပါလိမ့်မယ်။ဒါကြောင့်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်အလုံးမှာဒုချုပ်ဟာတက်ချုပ်ဖြစ်ရင်ဖြစ်မဖြစ်ရင်နားရပါလိမ့်မယ်။ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကိုနိုင်ငံရေးတာဝန်ပေးမယ်ဆိုရင်တော့လက်ရှိသူရာတို့ရာဒုတိယတမရရာတို့အနိုင်ဆုံးရာထားခံရမှာဖြစ်ပါတယ်။တက်ချုပ်ဒုချုပ်နောက်ဆုံးအပြောင်းလဲဟာ2012ခုနှစ်ကဖြစ်ပြီးဗိုလ်ချုပ်မှုကြီးတန်းရွှေနဲ့ဒုတိယဗိုလ် းချုပ်မှုကြီးမောင်အီတို့နေရာကိုဗိုလ်ချုပ်ကြီးမင်းအောင်လိုက်နဲ့ဒုဗိုလ်ချုပ်ကြီးစိုးဝင်းတို့ကိုအဆောင်းဝင်ခဲ့တာဖြစ်ပါတယ်ဗိုလ်ချုပ်မှုကြီးတန်းရွှေနဲ့ဒုတိယဗိုလ်ချုပ်မှုကြီးမောင်အီတို့နှစ်ဦးဟာစစ်ဘက်ရောအရက်ဘက်မှာပါဆက်မပါတော့ဘဲအနားယူခဲ့ကြပါတယ်။လက်ရှိစစ်ကောင်းဆောင်နဲ့ဒုတိယစစ်ကောင်းဆောင်ကသူတို့ရှိကလူတွေကိုအစုံလိုက်နားမလားနိုင်ငံရေးယာရုတွေဆက်ယူမလားဆိုတာကတော့မန်းဆာရခက်နေစေဖြစ်ပါတယ်။ ဒုချုပ်ကရီမန်းချက်ကြီးတဲ့သူမဟုတ်ဘူးသူနားကျင်နေတယ်လို့လည်းထုတ်ပြောမှုတယ်လို့စစ်တပ်ကတော့ပတ်စဉ်20နှစ်စင်တွေနဲ့နီးစပ်သူတဦးကပြောပါရယ်2025ရွေးကောက်ပွဲကိုအတိုက်ခံတဲ့တော်လန်သူတွေကအသိမက်မပြုကြပေမဲ့ရွေးကောက်ပွဲထောက်ခံသူတွေကြားမှာတော့အိမ်မက်ကိုစီကျိတ်ပြီးရှိနေကြပါရယ်ရွေးကောက်ပွဲအလုံးမှာပေါ်ပေါက်လာမယ့်ယာရုနေရာတွေတဲ့ရက်ဘက်မှာဆိုတမရဒုတမရနှစ်နေရာလွတ်တော်ဩကဋ္ဌနှစ်နေရာနဲ့ပြည်တော်စုစင်ယာရုတွေရှိနေပါရယ် တပ်ဘက်မှဆိုရင်လေတက်ချုပ်ဒုချုပ်ညှိနှိုင်းကုတ်ကိမှုကြီးရေးလေးနဲ့ထိတ်တန့်ရှာမှုအပြောင်းအရွှေ့တွေဖြစ်လာဖို့ရှိပါတယ်။ သမရရှာလူတွေပို့ချုံမှုကြီးမဲအောင်လိုက်ကတစ်ပြေးနေပေမဲ့ဥညိုစောကိုပွဲထုံးမှုတွေကတရီပြူစရာဖြစ်ပါတယ်။စေကောင်းဆောင်ကဥညိုစောတွေနိုင်ငံတော်ဝန်ကြီးချုပ်နေရာဖန်တီပေးပြီးလုတ်ပိုင်권တွေချက်ထွင်ပေးပါတယ်။အတိတ်မှာလည်းပို့ချုံမှုကြီးတန်းရွှေကဝန်ကြီးချုပ်ပို့ချုံကြီးသိန်းစိန်ကိုသမရတာဝန်ပေးခဲ့တာပြန်လည်အမတ်ရစရာဖြစ်ပါတယ်။နိုင်ငံရေးဘက်ကကြည့်မယ်ဆိုရင်တော့အာနာယပါတီဥက္ကဋ္ဌဟာသမရလောင်းနေရာကိုအိမ်မက်မနိုင်ပါတယ်။ ရေကောက်ပွဲကလည်းနေရာတိုင်းမှာမချင်းပနိုင်တဲ့အတွက်လွှတ်တော်တွေကိုရောက်လာမဲ့ကိုယ်စားလှယ်အရှိအတွက်ကတင်းပြေမဖြစ်နိုင်ပေမဲ့တမရော်သားကိုယ်စားလှယ်တွေက25ရာခိုင်နှုန်းအပြည့်ရှိနေပါတယ်ဒုတမရတအူတင်းမြောက်ခွင့်ရှိနေပါတဲ့အတွက်ဒုတိယတမရတ တမရရွေးချယ်ရေးနဲ့အစိုးရဖွဲ့စည်းရေးမှာတက်ကအဓိကအင်အားစုဖြစ်လာပါလိမ့်မယ်။စစ်ဘက်မှာဆိုရင်လေဘိုးချုပ်မူကြီးမင်းအောင်လိုက်ကတက်ချုပ်ဆက်မလုပ်ဘူးလို့ယက်တိပြက်ပြောလို့မရပါဘူး။သူတမရလုပ်ရင်တော့ဒုချုပ်ဒုဘိုးချုပ်မူကြီးဆိုဝင်နဲ့ညီနိုင်ကိုကေမူကြီးရေလေဘိုးချုပ်ကြီးကျော်စွာလင်းတို့ကတက်ချုပ်နေရာကိုအနည်းဆုံးမှန်းဆနိုင်သူတွေပါ။ဒါပေမဲ့စစ်ကောင်းဆောင်ရဲ့အထူးယုံကြည်စိတ်ချရသူလက်ရှိစစ်ကော်မရှင်တွင်ရေမူဘိုးချုပ်ကြီးရဲဝင်းဦးကိုလည်းမိထားလို့မရပါဘူး။တမရနဲ့တက်ချုပ်ရှာလူတွေကနာမည်ထက် တ်တဲ့လူတိုင်းမဖြစ်တဲ့ဇင်လာကလည်းရှိခဲ့ပြီးဖြစ်ပါတယ်၂၀၁၁အပြောင်းလဲမှာသမရသူမဟုတ်တချုပ်ဖြစ်မယ်လို့တစ်ပြေးသူဘိုးချုပ်ကြီးသူရရွှေမန်းနှစ်နေရာလုံးတွဲခဲ့ပါတယ်စစ်တောက်ချုပ်ဘိုးချုပ်ကြီးသူရမြင့်အောင်လည်းတက်ချုပ်နေရအတွက်အရေးချင်းပြေဝသူလို့နာမည်ထွက်ပေမဲ့ဘိုးချုပ်မှုကြီးမင်းအောင်လိုက်ကသူ့ကိုကြော်ပြီးတက်ချုပ်ဖြစ်လာခဲ့တာပါ တချိန်မှာကကိုကိုလူကြီးကရာထားတယ်လို့ပြောထားပြီးတာတောင်းနောက်ဆုံးမိနစ်မှာဘာမဆိုဖြစ်သွားနိုင်ပါတယ်လို့အငိမ့်စားတက်အရာရှိကြီးတို့ကပြောကြောင်းသိရပါဗျာ။